စစ်ကောင်စီပညာရေးဝန်ကြီးဌာနကငလင်ကြောင့်မီးလောင်ပျက်စီးသွားတဲ့တပ်တုံဝင်ဆောင်မိုးဝဲဖီလာရီတက်ပြန်လည်ဖြစ်ဆွေးရမယ်လို့ထုတ်ပြန်လာပါတယ်။မတ်လ28ရက်နေ့ကစကိုင်းကိုဗဟိုပြစ်ပြီးလုခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးတက္ကသိုလ်မီးလောင်မှုဖြစ်ပွားခဲ့ပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်ကောင်စီနေမြေတွေကဖြစ်ဆွေးထားတဲ့တပ်တုံဝင်ဆောင်မိုးဝဲဖီလာရီပါသွားခဲ့တာလည်းဖြစ်ပါတယ်။အရီဒီတာတွေအတွက်တက္ကသိုလ်ဝင်ဆောင်မှုဝက်ကိုဇွန်လ16ရက်နေ့ကနေ21ရက်နေ့ထိပြန်လည်ကျင်းပစစ်ဆေးသွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်။ ယခင်2025ခုနှစ်မတ်လအတွင်းကစစ်ဆေးခဲ့တဲ့တက္ကသိုလ်ဆောင်မွေးမှာဗာဒယာအလုံးဖြစ်စုခဲ့သူတွေကပြန်လည်ဖြစ်စုခုပြုသွားမှာဖြစ်ပြီးတော့ဖြစ်စုခွင့်ရရှိသူတွေရဲ့အစည်းအဝေးကိုတက်ဆိုင်ရာတိုင်းစာကြီးပြည်နယ် KI မြို့နယ်ပညာရေးမြို့နယ်စာစစ်ဌာနတွေမှာအကြီးအကဲပေးသွားမှာဖြစ်တယ်လို့လည်းဆိုထားပါရယ်။စကိုင်းနယ်ဒေသကြီးမှာရှိတဲ့အထက်ကမင်းကင်းအထက်ကပန်ဆက်အထက်ကတမူအထက်ကရွှေဘူအထက်ကရေဦးအထက်ကဗမောက်အထက်ကဝင်းတူအထက်ကမော်လိုက်အထက်ကကင်းတန်းနဲ့ အထက်ကအရေတော်စာစစ်ဌာနတွေမှာဖြည့်ဆို့သူတွေကတော့ပြန်လည်ဖြည့်ဆို့ဖို့မလိုဘူးလို့လည်းသိရပါတယ်။ပြန်လည်ကျင်းပမဲ့တက္ကသိုလ်ဝင်ဆောင်မှုအတွက်ဖြည့်ဆို့ခွင့်ကတ်ပြားတွေကိုမိမိတို့ဖြည့်ဆို့ရမယ့်စာစစ်ဌာနတွေမှာသက်ဆိုင်ရာတက္ကသိုလ်ဝင်ဆောင်မှုရဲ့ကြီးကြပ်ရေးမှုတွေထံမှာဇွန်လ10ရက်နေ့ကနေ19ရက်နေ့အတွင်းတိုက်ရိုက်ထုတ်လို့ရရလို့လည်းအသိပေးထားပါရခင်ဗျာ။လူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝမှုတွေအတွက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုနိုင်ငံတကာရာဇဝခုံရုံး ICC မှာဘရန်ရှောက်ထားမှုကိုကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့58ကျင်းမြောက်စည်းဝေးရဲ့မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်မှာအတိမတ်ပြုလိုက်ပါတယ်။ ရင်းညာရီပေါ်လီမျိုးတုံးတပ်ဖြတ်မှုတွေနဲ့အချက်ဖက်မှုကျူးလွန်ခဲ့တာတွေအတွက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရှေ့နေ Green A Crank KC က2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာရှောက်ထားခဲ့တာလည်းဖြစ်ပါတယ်။ဒါကိုကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့58ကြိမ်မြောက်အစည်းအဝေးရဲ့ April 3ရက်နေ့မှာဆုံးဖြတ်ချက်တစ်ခုအနေနဲ့ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ဆုံးဖြတ်ချက်တွေကတော့မဆလငရင်ကြောင့်ဘေးဒဏ်ခံခဲ့ရသူတွေနဲ့အသက်ရှင်ကျန်းသူတွေအတွက်စာနာပြီးတော့တိုက်ခိုက်မှုအလုံးရက်တန့်ဖို့ထိခိုက်ခံစားရသူတွေတန်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအတားအဆီးရှိပေးရဖို့ လူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေအတွက်အတမတ်မင်းအွန်လိုင်းကို ICC မှာဘောင်ရန်လျှောက်ထားမှုကိုအတိမတ်ပြုတာမြန်မာနိုင်ငံကိုဆက်လက်နေပစ္စည်းတွေနိုင်ငံတကာမတင်ဖို့တိုက်တွန်းတာတွေပါဝင်ပါတယ်။ဒါပြင်ဥရောပဥပဒေပိုက်စနစ်3မြ၊ ICC ရဲ့တရားစီရင်ပိုင်ခွင့်ကိုလက်ခံဖို့ NUG ရဲ့ဂရီကူပြုမှုကိုအတိမတ်ပြုတာနဲ့ NUG ရဲ့ရခိုင်ပြည်နယ်ရှိရေဂျာများဆိုင်ရာမော်ရယက်တီကျဲအကောင့်တွေပေါ်မှုအပေါ်နောက်ဆုံးအခြေအနေ update ပေးဖို့တိုက်တွန်းတာစစ်တပ်အပိုင်းဝင်နိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်းတွေအားလုံး ဒီမိုကရေစီနှိကျရွေးကောက်တင်မြောက်ထားတဲ့ပြေဝတဲ့ကိုစားပြုမှုရှိတဲ့အယသအဆွေအောင်မှာမှုထမ်းမှာဖြစ်ကြောင်းတိုက်တွန်းချက်နဲ့အာဂျင်တီးနားတရားဝင်ရင်းညာရီပေါ်ကျူးလွန်နေတဲ့ရာဇဝမှုတွေအတွက်စစ်ဘုတ်ချုပ်တွေကိုကမ္ဘာနေရာတိုင်းမှာတရားစီရင်ပန်ခွင့်အရနိုင်ငံတကာဖမ်းရမ်းနေထုတ်ပြန်တာကိုဂရုပြုခဲ့ကြောင်းဆုံးဖြတ်ချက်တွေကပါဝင်ခဲ့ပါတယ်။အဲဒီဆုံးဖြတ်ချက်တွေဟာကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ထရီမီလန်ကံကိုဖိအားတက်ရောက်စေပြီးတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်2669ကိုဆက်လက်ဖော်ဆောင်ပြီးစစ်အုပ်စုပေါ်ပြည်ထောင်ရေးမှုတွေပြုလုပ်ဖို့လဲလိုတယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ စကိုင်းငင်ရင်မှာပြုတ်ပျက်စီးသွားခဲ့တဲ့အဆောက်အဦတချို့ကတမူးကြီးပစ္စည်းတွေကိုပိုင်ရှင်တွေကပြန်မရပဲပျောက်ဆုံးနေတာတွေရှိတယ်လို့ကျိုင်းတက်မိသားစုဝင်တွေကလူမှုကွန်ရက်ဆောင်မြင်တာတွေမှာရေးသားဖော်ပြမှုတွေရှိလာပါတယ်။စကိုင်းပီလာပြုတ်ချမှုမှာပေါဝင်သွားတဲ့ဒုက္ခတိုင်းမှုစင်တက်ကကျိုင်းရင်ခဲ့တဲ့မိသားစုဝင်တအူးကတမူးကြီးလက်ဝဲရနာတွေပြန်မရနဲ့ပတ်သက်ပြီးတော့အိမ်ထဲမှာကျိုင်းခဲ့တဲ့ပစ္စည်းစင်းပေးပါစလို့တချို့တဝက်ပစ္စည်းပုံနဲ့တကွပေးထားလိုက်ပါတယ်။မနေ့ကဧပြီလ19ရက်နေ့ပစ္စည်းတချို့ရထားတယ်။လာပြီးပါစလို့သွားယူတော့ မင်းငယ်လေး passport ရဲ့ပစ်ချီရုပ်ကလေးနှစ်ရုပ်ရဲ့ပြန်ပေးလိုက်ပါတယ်။ကျန်တဲ့ပစ္စည်းတွေကဘာသတင်းအစမ်းအမှမမြင်ရမကြရပါဘူးလို့ရေးသားထားပါတယ်။တခြားမိသားစုတွေကလည်းထိုနည်းတူဘာပစ္စည်းမှပြန်မရကြသလိုအဆောင်လေးဖြိုချတဲ့အချိန်မှာလည်းအခန်းပန်ရှင်တွေကဝင်ဝင်မပေးဘူးလို့ဆိုပါတယ်။အခန်းပန်ရှင်တွေကတော့နေရာတစ်ခုသတ်မှတ်ပြီးကြီးရှိကွပေးဖို့ကိုလည်းမေတ္တာရက်ခံထားပါတယ်။စစ်ကောင်စီလက်အောက်ကမိသားဌာနကတော့ကယ်ဆယ်ရေးဖွဲ့ရဲ့လုပ်နေတဲ့အချိန်မှာရရှိလာတဲ့တမူးကြီးလက်ဝဲရတနာတွေနဲ့ပတ်စံတွေကိုပြန်လည်ပေးအပ်အနံထားတယ်လို့ထုတ်ပြန်ထားပါတယ်။ လာတို့ငလင်လုတ်ပြီးပြေချက်ပျက်စီးခဲ့တဲ့ Grey Hawk တွေအောက်မှာပိတ်မိတည်ဆုံးခဲ့တဲ့မိသားစုဝင်တဦးကလည်း၎င်းတို့ပိုင်တံမိုးကြီးကြောက်စိမ့်နေပါဝင်တဲ့ခီးဆောင်အိတ်ပြန်ပေးဖို့ဟိုတယ်ဘက်ကိုတောင်းဆိုထားတာမှာဟိုတယ်ဘက်ကတောင်းယူဖြေရှင်းပေးတာမရှိဘူးလို့လည်းရေးသားပြောဆိုထားပါတယ်ခင်ဗျာ။ UD မြန်မာရဲ့ညနေခင်းသတင်းစီစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာပြည်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါပဲခင်ဗျာ။